ုရှားရှားကဘာတော်အစီအစဉ်ကိုရှုစားနေကြရတာပါနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြန်ဆမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးမှရုရှားသမ္မတဗလာဒီမာပူတင်ကလည်းညူလက်နက်စမ်းသပ်ရေးပြင်ဆင်ကြဖို့ညွှန်ကြားလိုက်ပြီးဖြစ်ပါတယ်ဒါကြောင့်ဒီတစ်ပတ်မှာအမေရိကန်ကဘာကြောင့်ညူလက်နက်တွေပြန်စမ်းသပ်ဖို့စီစဉ်လာရသလဲတရုတ်နဲ့ရုရှားဟာအများမမြင်ရတဲ့ညူလက်နက်ပြိုင်ပွဲတစ်ကိုအစောကတည်းကစတင်ကြပြီလားအင်မတန်အနေရကြီးတဲ့ညူလက်နက်အပြိုင်ပွဲခက်တဲ့တစ်ခု ရောက်ရှိတော်မှလားဆိုတာ 当代电视动画提拔嘞。当国里那伢们武山庙嘛，个把 NG 中，纽克里人那百姓，变不成那伢们广场里，来说六十里家的民国提拔嘞。我好，我肯定我们今天会成有非常成功的会议。但他是很强硬的谈判。 we know each other well ဒါပေမဲ့ဒီတွေ့ဆုံမှုမတိုင်ခင်မင်းနဲ့ပါရင်လိုမှာပဲဒေါ်နယ်ထရန့်စီကနေတုံ့လောက်ဆရာစကားတခွန်ထွက်ပေါ်လာခဲ့ပါတယ် had to do with others they seem to all be nuclear testing we have more nuclear weapons than anybody we don't do testing and we've uh, halted it years many years ago but with others doing testing i think it's appropriate that we do also ဒါနှစ်ပေါင်း33နှစ်ကြာကဘာလုံးဆိုင်ရာရဆိုင်ထားမှုကိုအဆုံးသတ်ပြီးတော့ ထိတ်လန့်စရာညူလက်နဲ့ပြိုင်ပွဲသစ်စတင်စေနိုင်တဲ့ကြီးညာချက်လည်းဖြစ်ပါတယ်။မရှင်းမနှောင်းမှာပဲအမေရိကန်ပြန်ဆန်းရင်အလားတူတုံ့ပြန်မှုညူစမ်းသပ်မှုတွေပြန်ဆောက်ဖို့ပြင်ဆင်ရေးအဆိုပြုချက်တွေတင်ဖို့ရုရှားသမ္မတဗလာဒီမာပူတင်ကတရားဝင်ညွှန်ကြားလိုက်ပါတယ်။ дополнительную информацию по этому вопросу провести её анализ на площадке Совета безопасности и внести согласованные предложения о возможном начале работ по подготовке испытаний ядерного оружия. The bomb was exploded above the city, and in the towering mushroom, Japan could read its doom. This was more than a routine bomb. ပြန်သွားကြည့်ဖို့လိုပါမယ်။အမေရိကန်ပြည်ထောင်စုဟာ1945ခုနှစ်ဇူလိုင်လမှာနယူးမက္ကဆီကိုပြည်နယ်အလာမိုဂေါ်ဒိုမှာကီလိုတန်20အင်အားရှိတဲ့အနုဘုံတလုံးကိုစမ်းသပ်ပြီးတော့နျူကလ িয়ার ခက်ကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။အဲဒီနောက်သတင်းပတ်အနှဲငယ်အကြာမှာပဲဒုတိယကမ္ဘာစစ်မှာဂျပန်နိုင်ငံလက်နက်ချအရှုံးပေးစေဖို့ဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေပေါ်အနုမြဘုံတွေကျဲချခဲ့ပါတယ်။၄နှစ်အကြာ1949ခုနှစ်ဩဂုတ်လမှာတော့ဆိုဗီယက်ယူနီယံက သူ့ရဲ့ပထမဆုံးနျူကလ িয়ার ဘုံကိုဖောက်ခွဲပြပြီးတော့အနောက်နိုင်ငံတွေကိုတုံ့လှုပ်စေခဲ့ပါတယ်။1945ခုနှစ်ကနေ1996ခုနှစ်အတွင်းကုလသမဂ္ဂရဲ့တွက်ချက်မှုအရနျူကလ িয়ার စမ်းသပ်မှုပေါင်းအကြိမ်2000ကျော်ပြုလုပ်ခဲ့ပါတယ်။အမေရိကန်က1032ကြိမ်၊ဆိုဗီယက်ယူနီယံက935ကြိမ်၊ပြင်သစ်ကအကြိမ်230ဗြိတိန်က45ကြိမ်နဲ့တရုတ်က45ကြိမ်ပြုလုပ်ခဲ့ကြပါတယ်။မြေပေါ်ရေအောက်မြေအောက်မှာပြုလုပ်ခဲ့တဲ့ဒီစမ်းသပ်မှုတွေဟာ ပဝင်းကျင်တဲ့လူသားတွေပေါ်ဆိုးရွားတဲ့အကျိုးဆက်တွေတက်ရောက်စေခဲ့ပါတယ်။ပစိဖိတ်သမုဒ္ဒရာကမာရှယ်ကျွန်းစုကနေကာဇက်စတန်လွင်ပြင်တွင်နဲ့နယူးမက္ကဆီကိုတဲကန်နာအထိလူရည်အသီးသီးဟာရေဒီယိုတက်တီကြွအန်နီယယ်တွေနဲ့ရင်ဆိုင်ထိတွေ့ခဲ့ရပြီးတော့ဆယ်စုနှစ်နဲ့ချီတဲ့ကျမ်းမာရေးပြဿနာတွေရင်ဆိုင်ခဲ့ကြရပါတယ်။1990ပြည့်လွန်နှစ်တွေအစောပိုင်းကာလမှာတော့စေးတိုက်ပွဲပြီးသွားတာကြောင့်ကမ္ဘာမြေကိုဆက်အစိတ်ခတ်ဖို့လူတွေနဲ့နိုင်ငံရေးသမားတွေရဲ့စိတ်ဆန္ဒတွေ ကုံဆုံးသွားခဲ့ပါတယ်။စမ်းသပ်မှုတွေဘာကြောင့်ရပ်သွားတယ်လဲဆိုတာမဟာဗျူဟာနဲ့နိုင်ငံတကာလေးလာရေးစင်တာ CSIS ကနျူကလ িয়ার ဆိုင်ရာ project director ဖြစ်သူ Heather Williams ကအခုလိုရှင်းပြထားပါတယ်။ last US nuclear test was in 1992 American က1992ခုနှစ်မှာနောက်ဆုံးကြိမ်နျူကလ িয়ার ဆန်တက်ခဲ့တယ်။အဲဒီနောက်ပိုင်းပြည်သူလူထုကန့်ကွက်မှုပတ်ဝန်းကျင်ထိခိုက်မှုနျူကလ িয়ার ဆန်တက်မှုနဲ့ဆက်ဆက်နေတဲ့လူသားချင်းစာနာမှုအကျိုးဆက်တွေကြောင့်မလို့ စံတမှုတွေရပ်ဆိုင်ခဲ့တယ်။နျူကလ িয়ার စံတမှုတွေကိုအပီးတိုင်ဖယ်ရှားဖို့နိုင်ငံတကာရဲ့လှုပ်ရှားမှုတွေအားကောင်းလာတာကြောင့်လည်းပါတယ်။တရုတ်က1996မှာနောက်ဆုံးစံတက်ခဲ့တယ်။ရုရှားက1990မှာနောက်ဆုံးစံတက်ခဲ့ပြီးတော့သူတို့အားလုံး1998ခုနှစ်နျူကလ িয়ার စံတမှုလုံးဝတားမြစ်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတယ်။ဒီစာချုပ်ကမြေပေါ်မြေအောက် နျူကလ িয়ার စမ်းသပ်မှုတွေအားလုံးကိုလုံးဝတားမြစ်ထားတယ်။ဒီနျူကလ িয়ার စမ်းသပ်မှုတွေလုံးဝတားမြစ်ရေးသဘောတူစာချုပ် CTBD ကိုအမေရိကန်ပြည်ထောင်စုက1996ခုနှစ်မှာလက်မှတ်ထိုးခဲ့ပြီးမြဲအမေရိကန်အထက်လွှတ်တော်ကအတိမပြုတ်ခဲ့တဲ့အတွက်လိုက်နာဖို့ဝေဒရားရှိမနေခဲ့ပါဘူး။ရုရှားကတော့1996မှာလက်မှတ်ထိုးပြီး 2000ပြည့်နှစ်မှာအတည်ပြုခဲ့ပါတယ်2023ခုနှစ်မှာမှပြန်ထွက်သွားတာဖြစ်ပါတယ်ဒါပေမဲ့လည်း33နှစ်လုံးလုံးအမေရိကန်ဟာဒီတားမြစ်ချက်ကိုလေးစားလိုက်နာခဲ့ပါတယ်ဒါကြောင့်ဆယ်စုနှစ်တည်းနဲ့ခြီးပြီးလက်နက်တစ်ခုကိုမဆန်းမဲထားရင်အဲ့ဒီလက်နက်တွေအလုတ်ဖြစ်သေးရလားဆိုရက်အရေးကြီးတဲ့မေးခွန်းတစ်ခုရှိလာပါတယ်အမေရိကန်မှာလက်နက်တူလောင်ယုံစီမံခန့်ခွဲမှုအစီအစဉ်ဆိုတာရှိပါတယ်ဒါဟာဖောက်ခွဲစမ်းသပ်မှုတွေမလုပ်ဘဲနဲ့လက်နက်တိုက်ရဲ့ဘေးကင်းမှုနဲ့ယုံကြည်စိတ်ချမှုကိုတေချာစေဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်သိပ္ပံမြညာတိုးတက်လာတာကြောင့်လက်နက်ထိန်းသိမ်းမှုမှာ ဖောက်ခွဲစမ်းသပ်မှုလုပ်ကြည့်မှရမယ်ဆိုတာမျိုးကခက်မမီတော့ဘူးလို့ပညာရှင်တွေကဆိုပါတယ် The US would only return to nuclear testing. American nuclear လက်နက်တိုက်ရဲ့ယုံကြည်စိတ်ချရမှုကိုအတည်ပြုဖို့လိုအပ်လာမှသာလျှင် American က nuclear စမ်းသပ်မှုပြန်လုပ်ပါလိမ့်မယ်။တကယ်တမ်းကျတော့အစိုးရတက္ကသိုလ်ကနေမှအရန်တော်တဲ့သိပ္ပံပညာရှင်တွေက super computer တွေ၊ laser တွေ၊တခြားအဆင့်မြင့်နည်းပညာတွေကိုသုံးပြီးတော့ နျူကလ িয়ার လက်နက်တိုက်ကရည်ရွယ်ထားတဲ့အတိုင်းလုံးလုံးနိုင်စွမ်းရှိမရှိဆိုတာကိုစစ်ဆေးနေပါတယ်ဒီလိုစစ်ဆေးဖို့အတွက်ဘာဖောက်ခွဲဆန်တမှုမှလုပ်ဖို့မလိုပါဘူး any explosive testing ဒါဆိုအမေရိကန်ရဲ့နျူကလ িয়ার လက်နက်တိုက်ကအကူရစေဖြစ်ပြီးတော့သိပ္ပံပညာရှင်တွေကလည်းဖောက်ခွဲဆန်တမှုမလိုဘူးလို့ပြောနေရင်သမရထွန်းကဘာဖြစ်လို့ဆန်တမယ်လို့ပြောနေရသလဲအဖြေကတော့ဒါဟာနှီးပညာဘိုင်းဆိုင်ရာလိုအပ်ချက်မဟုတ်ဘဲနဲ့နိုင်ငံရေးရာလိုအပ်ချက်ဖြစ်နေပါတယ် ဆွမ်းဟာပရမတ်တတန်း2020ပြည့်နှစ်တုန်းကလည်းညူလက်နဲ့စမ်းသပ်မှုလုံးတဲ့မတဲ့ဆွေးနွေးခဲ့ဘူးလေလို့ Washington Post သတင်းစာကဖော်ပြခဲ့ပါတယ်။ There's also a political aspect to this. Okay, right? American and Russia ဒါမှမဟုတ်တရုတ်ကိုနျူကလ িয়ার ပြန်ဆန်မှုတွေငါတို့ပြန်ဝင်ခြင်းပြီးလန်ဒန်ဒီဇိုင်းတက်တွေနဲ့ငါတို့ပြိုင်ခြင်းနေပြီးဆိုပြီးတော့သတင်းစကားပါခြင်းနဲ့ဆိုရင်အဲ့ဒီလိုအကြောင်းပြချက်တွေကြောင့်လည်းစမ်းသပ်မှုတွေပြန်လုပ်ခြင်းတော့လည်းဖြစ်နိုင်တယ်။ဒါပေမဲ့သမ္မတထွန်းရဲ့ပြောစကားကရေဘူကဆန်ပါတယ်။သူပြောတဲ့စမ်းသပ်မှုဆိုတာ အမှန်တကယ်ပောက်ကွဲစေတဲ့နျူကလ িয়ার ထိပ်ဖူးတွေနျူကလ িয়ার ဘုံးတွေကိုဆိုလိုတာလားဒါမှမဟုတ်အဲ့ဒါတွေကိုတဲဆောင်ပေးတဲ့ပို့ဆောင်ရေးစနစ်တွေဒုံးကြီးတွေလွတ်တင်စင်တွေရင်ရန်နေရာတွေကိုဆိုလိုတာလားဆိုတာမရှင်းလင်းပါဘူး It's possible that he meant the type သူဆိုလိုချင်တာကနျူကလ িয়ার လက်နက်တွေကိုတဲဆောင်မဲ့ဒုံးပြန်တွေတခြားတဲယူရေးရင်တွေကိုစမ်းသပ်တာလည်းဖြစ်နိုင်တာပဲဒီလိုစမ်းသပ်မှုမျိုးကတော့ပုံမှန်လုပ်နေကြပါရုရှားနဲ့တရုတ်က တိုက်ချင်းပစ်ဒုံးကြီးတွေပုံမှန်ဆန်းသက်နေကြပဲဥပမာပေးရရင် ရုရှားကနျူကလ িয়ার လက်နက်သေးဆောင်နိုင်တဲ့ရေရောက် drone တစ်ခုတော့ဆန်းသက်သွားခဲ့တယ်အကြသေးဘူးအမေရိကန်ကတော့ဒီလိုဆန်းသက်မှုမျိုးတွေလောက်တာသိမ့်ရှိဘူးအမေရိကန်ဆိုရကဒီကိစ္စကိုပဲအဓိကစိုးရိမ်နေရတယ်ဖြစ်နိုင်ပါတယ် CDPD စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းနျူကလ িয়ার ဆန်းသတ်မှု10ကြိမ်ဖြစ်ပွားခဲ့ပါတယ်။မြောက်ကိုရီးယားကလွဲရင်ဘယ်နိုင်ငံကမှနျူကလ িয়ার ထိပ်ပူးတွေမဆန်းသတ်ခဲ့ကြတာနှစ်ပေါင်းများစွာရှိပါပြီ ဒါပေမဲ့အမေရိကန်ရဲ့ပြိုင်ဘက်တွေကတော့ညူလက်နဲ့သေဆောင်နိုင်တဲ့စနစ်တွေကိုအားကျိုးမှန်တပ်တီထွင်ဆန်းသက်နေကြပါတယ်။အိန္ဒိယက1998ခုနှစ်မှာနှစ်ကြိမ်ပါကစ္စတန်ကလည်း1998ခုနှစ်မှာနှစ်ကြိမ်ဆန်းသက်ခဲ့ပါတယ်။နောက်ကိုရီးယားကတော့အသီးသာဆုံးချွင်းချက်ဖြစ်ပြီးတော့2006 2009 2013 2016နှစ်ကြိမ်နဲ့နောက်ဆက်ကုန်မှာစတဲ့မှုတွေပြုလုပ်ခဲ့ပါတယ်။အမေရိကန်သိပ္ပံပညာရှင်များဖွဲ့ Federation of American Scientists ရဲ့ခန့်မှန်းချက်အရအခုဆိုရင်နျူကလ িয়ার ထိပ်ဖူး600 比赛呢，伊踢得丢呢呀哈！今年阿伯定赛内呢，郎差仔队，但阿他明年呢，多名仔队，我差偏呢，突出不离股，可以哦。今年明年要留守的家伙嘞。远程箱式火箭炮，集战役打击、战术支援于一体，拓展陆战能力新边界。我下个嘞，冇加再讲，不赛定路考嘞，牛逼啊，双人刀！ နျူကလ িয়ার လက်နက်တပ်ဆင်နိုင်တဲ့ရေအောက်မောင်းသူမဲ့ drone တမျိုးအပါဝင်ပူတင်ကပြိုင်ပကင်းလက်နက်တွေလို့ခေါ်ဆိုတဲ့လက်နက်တွေစမ်းသပ်ထားပါတယ်။မကြာသေးခင်ကပဲရုရှားဟာနျူကလ িয়ার စစ်ရေးလက်ကျင့်မှုတွေလုပ်ခဲ့ပါတယ်။ဆိုဗီယက်လက်နက်တိုက်ကိုအမွေဆက်ခံခဲ့တဲ့ရုရှားနိုင်ငံဟာနျူကလ িয়ার ထိပ်ဖို့ကိုတခါမှမစမ်းသပ်ခဲ့ဘူးပေမဲ့နျူကလ িয়ার ဆွေးရင်သုံး cruise ဒုံးကြီးသစ်တွေနဲ့ torpedo တွေကိုတော့အကြိမ်ကြိမ်စမ်းသပ်ခဲ့ပါတယ်။ဆိုဗီယက်ရဲ့နောက်ဆုံးစမ်းသပ်မှုကတော့1990မှာဖြစ်ပါတယ်။ လက်နက်ဖြတ်သိမ်းရေးခစ်ကနေလုံးဝစစ်ကြောဘက်ကိုပြန်သွားတာဖြစ်ပါတယ်။စမ်းသပ်မှုတားမြစ်ရေးစာချုပ်ကိုရုရှားဘက်ကအတည်ပြုထားရာကနေ2023မှာတရားဝင်နှုတ်ထွက်ဖို့သမ္မတပူတင်ကဆုံးဖြတ်ခဲ့ပါတယ်။နှစ်နှစ်ကြာမှာတော့အမေရိကန်ကလည်းလက်နက်ပြန်စမ်းမယ်ပြောလာခဲ့တာဖြစ်ပါတယ်။ပူတင်ကတော့အဲ့ဒီစာချုပ်ကိုအမေရိကန်ကဘယ်တော့မှအတည်မပြုခဲ့တဲ့ရည်တည်ချက်ကိုထင်ရပြနိုင်နေနဲ့နှုတ်ထွက်တာလို့ဆိုပါတယ်။အဲ့ဒီတော့ကရုရှားကညူလက်နက်စမ်းမယ်ဆိုတဲ့သဘောမျိုးမပြောခဲ့ပါဘူး။အခုအမေရိကန်ကစမ်းမယ်ဆိုမှသာအလားတူတုံ့ပြန်မယ်လို့ပူတင်ကထပ်ပြောပြီးတော့စမ်းသပ်ဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။ ိကျတဲ့အရေးတက်တွေကလှေးဝက်ချက်ဖြစ်နေပြီမဲ့အမေရိကန်သိပ္ပံပညာရှင်များဖွဲ့ခန့်မှန်းချက်ရရုရှားမှာစုစုပေါင်းထိပ်ဖူး9459ခုရှိပြီးတော့အမေရိကန်မှာ9189ခုရှိပါတယ်ဒါဟာတက်ဆင်ထားတာတူလောင်ထားတာနဲ့ဖြုတ်သိမ်းလိုက်တာတွေအလုံးပေါင်းထားတာဖြစ်ပြီးတော့ဖြုတ်သိမ်းတာတွေဖယ်လိုက်ရင်တော့3000ကျော်နဲ့4000ကျော်စီရှိနေပါတယ်ကမ္ဘာလုံးဆိုင်ရာနျူကလ িয়ার ထိပ်ဖူးအရေးတက်ဟာ1986ခုနှစ်မှာအလုံး9000ကျော်နဲ့အမြင့်ဆုံးဖြစ်ခဲ့ပေမဲ့အခုတော့အလုံး12000လောက်ထိရောကျသွားခဲ့ပါတယ် 大 V 妹，古奇嘛？Russia、美国呢，挑斗那点子龙啊，所以乌克兰那那在这国局势，肯定要斗上那点的。你跟英那里哈？特别是边民在那点玩嘞，天天嘛，我我在夜夜在那点还打的过来洗呢玩嘞。啊大哥，改为美国人家的，天天东哥交加老乡过来生拉锅，啥点吃饱了没输赢？球迷、名中也都没人人家，美国没好牌，得拼你的，切吧！鹰击出鞘，叱咤海。 if the United States did return to nuclear testing, okay, we American the nuclear system will be okay. တခြား nuclear ပိုင်ဆိုင်တဲ့နိုင်ငံတွေကလည်းအလားတူလိုက်လုပ်လာနိုင်ပါတယ်။ nuclear စမ်းသပ်မှုတွေပြန်လုပ်လို့အကျိုးမြတ်အများဆုံးရမယ့်နိုင်ငံကတော့တရုတ်ပဲ။ American က nuclear စမ်းသပ်မှုအကြိမ်တစ်ထောင်ကျော်လုပ်ခဲ့တယ်။ Russia က900ကျော်လုပ်ခဲ့တယ်။တရုတ်ကတော့အကြိမ်တရာတောင်မဖြစ်ဘူး။တရုတ်မှာကစမ်းသပ်မှု data အချက်အလက်အလုံးလောက်မရှိဘူး။သူတို့ရဲ့လက်နက်တိုက်နဲ့ဆိုင်တဲ့အသိပညာတွေ လက်နက်ဒီဇိုင်းတွေနဲ့ပတ်သက်လို့အားနည်းချက်ရှိနေနိုင်တယ်ဆိုတဲ့အချက်ကိုတရုတ်ပညာရှင်တွေနဲ့တာဝန်ရှိသူတွေကလည်းထောက်ပြထားတယ်။ဆိုတော့နျူကလ িয়ার ဆန်းသတ်မှုမလုပ်ရဘူးဆိုတဲ့တားမြစ်ချက်သာပြတ်သွားခဲ့ရင်ဆန်းသတ်မှုတွေပိုပြီးတော့ပြန်လုပ်ဖြစ်လာခဲ့ရင်တရုတ်ကအမေရိကန်ထက်ပိုပြီးအကျိုးမြတ်အများကြီးရသွားနိုင်ပါတယ်။တမိုင်းတစ်လျှောက်ဆန်းသတ်မှုအချက်လက်နှဲပါနေတဲ့တရုတ်နိုင်ငံဟာဆန်းသတ်မှုခေတ်သစ်ကိုအသုံးချပြီးတော့လက်နက်ဒီဇိုင်းတွေပိုကောင်းအောင်ပိုသိမ်းငယ်အောင်ပြုလုပ်နိုင်မှာလိမ့်မယ်။ ဒါဟာညူလက်နဲ့ရှေ့ဆောင်နိုင်ငံတွေဖြစ်တဲ့အမေရိကန်ရုရှားတို့နဲ့တရုတ်ကြားကွာချက်ကိုအမိလိုက်ဖို့ခွင့်ကောင်းဖြစ်လာနိုင်ပါတယ်။ညူလက်နဲ့ဆမ်းမယ်ဆိုတဲ့ထရန့်ရဲ့ချင်းကြောင်းမှုဟာရုရှားနဲ့တရုတ်တို့မိဘဆက်ဆံရေးပိုနှဆိုင်လာတဲ့အချိန်မှာအမေရိကန်ရဲ့မဟာဗျူဟာမြောက်အသာစီးရောက်မှုကိုတမင်တကာထုတ်ပြကြင်တာလည်းဖြစ်နိုင်ပါတယ်။ထရန့်ရဲ့တုံးစံတိုင်းသဘောတူညီချက်အသစ်တစ်ခုရဖို့ခင်းချင်းအသစ်တစ်ခုကိုတွားဖို့အတွက်မညီနိုင်ခင်မှာဖျဲချောက်တဲ့အကွက်လည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဝေဖန်သူတွေကတော့သမရထရန့်သာ ညူတကယ်စဆမ်းမယ်ဆိုရင်အရင်တုန်းကလိုအမေရိကန်ကအပြတ်အသတ်အသာစီးရမျိုးမရှိနိုင်တော့တဲ့ကဘာလုံးဆိုင်ရာညူလက်နဲ့ပြိုင်ဆိုင်မှုခက်တဲ့တခုကိုရောက်ရှိသွားစေနိုင်တဲ့လူသားမျိုးနွယ်ပေါ်ချိန်စာတင့်သွားစေနိုင်တဲ့ပန်ဒူရာဘောက်စ်ကိုဖွင့်လိုက်သလိုဖြစ်သွားနိုင်တယ်လို့သတိပေးနေကြပါတယ်33နှစ်ကြာထိမ့်သိမ်းခဲ့ကြတဲ့နျူကလ িয়ার အထိန်ကနျူကလ িয়ার ရီစထရိန်းလို့ခေါ်တဲ့နျူကလ িয়ার စစ်ပွဲကြီးမပေါ်ပေါက်စေရေးညူလက်နဲ့နိုင်ငံအသေးသေးကထိမ့်သိမ်းသိမ်းသိမ်းစင်စင်ချင်းချင်းလှုပ်ကြတဲ့ အစင်လာကြီးပြတ်သွားမှာကိုလည်းစိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။အမေရိကန်ကသာနျူကလ িয়ার ထိပ်ဖူးတွေနျူကလ িয়ার လက်နက်တွေတကယ်မဆန့်သက်ဖဲနဲ့ညူလက်နက်သေဆောင်ပြစ်လွတ်နိုင်တဲ့ဒုံးကျည်တွေရင်တွေ ကရိယာတွေပြစ်လွတ်စင်နေပဲဆန့်သက်တယ်ဆိုရင်တော့လက်နက်နီးပညာအားပြိုင်ပွဲကြီးအရှိန်မြင့်လာပြီဆိုတာကိုတော့ငြင်းနိုင်မှာမဟုတ်ပါဘူး။ညူလက်နက်မပိုင်ဆိုင်တဲ့နိုင်ငံတွေအဖို့မှာတော့သူတို့ရဲ့လုံခြုံရေးနဲ့ရှင်ကြံရေးအတွက်ပိုင်ဆိုင်တဲ့နိုင်ငံကြီးတွေရဲ့ထိရိုက်ကိုပိုမှီခိုရလာဖို့ရှိနေပါတယ်ခင်ဗျာ။ လုတ်လို့ရှာကြကဘာသွားအစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုက်ခင်တွေပါ